ဘာလို့ရမလဲသင်မထဲကြတဲ့သူဆိုတော့ရှင်ပြန်ဘယ်လိုလုပ်ရမှာတော့ဆိုတော့ဒီတိုင်းမဲ့ဒကာဓမ္မတွေဖတ်တာဝေဒနာဝေဒနာနောက်ကနေပြီးဒီကလာမက်ထက်ပြီသဘောကြဝေဒနာနောက်ကဘာထဲရဝေဒနာနဲ့တနာကြဘာထဲရဂိုင်းဒီဟာကတော့မဖြစ်ပါနဲ့ဆိုလို့မရဘူးသလာယရနာတွေကလည်းမျက်လုံးကရှိရကိုကျွတ်တော့ နန္ဒကလည်းအစင်းကောရှိတော့မြင်စိတ်ကလေးကောအင်းသက္ကုသပရိစ္ဆာယူပိစ္ဆပရိစ္ဆာသက္ကုဝိညာဏဆိုတာအတော့မရှိပြီဟုတ်လားသူတို့သုံးခုပေါင်းရင်ဖတ်တာဖတ်တာပြည့်စရာအဲ့ဒီထဲက1ကယ်2ကယ်3ရယ်4ရယ်5ရယ်မရှိဘူးလားရှိတော့ဒီ9ခုတစ်ခုခုကိုခမည်းတော်ဖြစ်ပြည့်ရှုပေးပါသဘောကြဒီ၅ခုတစ်ခုခုဘာလို့ရမလဲ ကောင်းပြီတဲ့မြင်စိတ်ကလေးကိုပဲခမရတို့ကမြင်တယ်သိတယ်ရှိပဲစီတော့သိခြင်းသိအဲ့ဒီမြင်စိတ်ကလေးရှိမရှိကိုဒကာရမတွေကတွေးလိုက်တာဒါဖြင့်မရှိတာကိုမရှိတာအိ္ိဆတွေးတာကမက်ကဆိုတော့ဒကာရမတွေဒီရှိပိုင်းကတွေကမရှိတာကအိ္ိဆတွေးတာကမက်ကဖြစ်သွားတယ်ပေါ်သေးဘူးလား မရှိတာကတွေးတာကအဲ့ဒီကဲဆိုမက်ကဖြစ်သွားတဲ့ခါကျတော့မက်သည်ဒကာဓမ္မတို့ကိလေသာလည်းဖြတ်ကံလည်းဖြတ်တဏှာရောလာလေရဥပါဒာဒီဘက်ကခင်းလုတ်တတ်တဲ့ကံတွေရောဒါဖြင့်လက်ရှိခန္ဓာကြီးသိမ့်သွားတဲ့ခါနောက်ခန္ဓာ ဆိုတဲ့ခင်းနေဖြစ်သေးရဲ့မဖြစ်ပါဘူး။နောင်သေးကောမဖြစ်ပါဘူး။လောင်သေးရလားလောင်ပါဘူး။ငြိမ့်မတော်ဘူးလားငြိမ့်ပါဘူး။ဒါဖြင့်ဒကာရမတို့မိမိစိတ်ကိုမိမိရှုပြီးစိတ်တ ानु ပသနာနဲ့ဒကာရမတွေကရှုလိုက်မယ်ဆိုလို့ချင်းလေ။အင်းဒါဒီကားလို့ဆိုလို့ချင်းဖြင့်ခင်းသိမ့်နဲ့ခင်းဖြစ်ငြိမ့်တယ်မိသိမ့်တယ်။ခင်းဖြစ်ကောငြိမ့်ပါဘူး။မိဖြစ်ကောငြိမ့်ပါဘူး။ခင်းဖြစ်သိမ့် မိဖြစ်ကငိမ့်သဘောကြပါလားခင်ဖြစ်ကအင်းမိဖြစ်ကအင်းဒါဖြင့်ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များမှာတော့ဖြင့်တဲ့ဒကာဓမ္မတို့အင်းပင်ကုန်ပြီးငိမ့်သွားရင်ဒကာသိုက်တို့ဥလာဘူးတို့နောက်မီးလာသေးရဲ့နောက်ခင်းတော့ဘာဖြစ်တော့ပါလိမ့်အင်းမူလရှိတာပြီးရင်နောက်ခင်းကလည်းမထဲ့တော့ ထဲသေးရဲ့မထဲတဲ့ခါကြလို့ရှင်းပြန်အရင်မေးပါလာတဲ့နောက်ဘဝကံရောက်ပါလဲခန္ဓာမီးလဲမြိမ့်ပါရောနောက်ချင်းထမထဲတဲ့တွေ့ဒကာရမတွေမိဘုံကြီးကြီးသလားသိမ့်သွားသိမ့်သွားပါဘောကြဒါဖြင့်ဝိပဿနာအလုံးလုတ်တဲ့ပုဂ္ဂိုလ်ဟုတ်လားဝတ်ကြောက်အောင်ဒါနကုသိုလ်သီလကုသိုလ်လုတ်တဲ့ပုဂ္ဂိုလ်များကြတာလေတဲ့နောက်ထပ်ချင်းမထဲဘူးမိဘောပွားသေးရဲ့ပွားပါ ဘောပါကြအင်းဒါဖြင့်ဒကာဓမ္မတွေဝယ်စဉ်းစားပါတော့ဥပဒနာလှုပ်ခြင်းလဲဥပဒနာလှုပ်ဥပဒနာမလှုပ်ခြင်းလို့မလှုပ်တတ်သေးလို့ရှင်လဲဒါနသီလပြုလို့ရှင်ဖြင့်လောင်စာသေးမင်းကြီးရပါလိမ့်ဆိုတာကိုရည်မှန်းလို့ရဒါနလှုပ်လို့သီလလှုပ်လို့ဒကာဓမ္မတွေဘယ်လိုလုပ်ရမလဲလောင်စာသိမ့်ဆိုတာပြည့်စုံသိမ့်ရပါလိမ့်မင်းကြီးရပါလိမ့်ဆိုတာဇာမရဏသိမ့်ရပါလိမ့် ပြင်းမလားပြင်းပါလောင်စာသိင်းရေအဲ့ဒါဒါနသီလလုတ်တဲ့ချိန်မှာလဲလောင်စာသိင်းရေမင်းကြီးရပါလို့ဤလို့တောင်းကြပါပရိသေသိင်းရပါလို့ဒီဟာမရဏငင်းရပါလို့ပရိသေသိင်းရပါလို့ဒီဟာမရဏငင်းရပါအဲ့ဒါသူကလောင်စာသူကမီး လောင်စာသေးမင်းကြီးရပါလိမ့်ဆိုပြီးဇာနာလှုပ်လို့သီလလှုပ်လို့သမထလှုပ်လို့အဲ့ဒါလှုပ်လို့ရှင်းရှင်းသင်တဲ့ရမရောက်ပါဘူးသဘောကျပါလားဒါဖြင့်ဒကာရမတို့ဝိပဿနာမလုပ်တတ်သေးတဲ့ပုဂ္ဂိုလ်အတွက်မှာဒါနာလှုပ်လို့သီလလှုပ်လို့ဆုတောင်းကြပလားတောင်းကြပါဘယ်လိုတောင်းကြလဲတောင်းကြပါဘုရားရှင်းမလားရှင်းပါပါပရိသေတွေကဘာပါလဲတောင်းကြပါ ဒယမရဏကအဲဒါနသီလတွေတရားဆောက်ဆောက်ကြောင်းဆောက်ဆောက်ဖရဲတဲတဲလောင်စာသိမင်းကြီးရပါလိဖရဲလို့ထူတောင်းကြလောင်စာသိဆိုတာပြိတိမဖြစ်ရပါလိခင်းကိုရခင်းလားမင်းကြီးရပါလိဆရာဆရာမရဏသိရပါလိဥဆိုတာပေါ်သေးဘူးလားဒါဖြင့်ဒါနလုံးလို့သီလလုံးလို့ကြောင်းဆောက်ဖရဲတဲလှုပ်ချင်တာလှုပ်ဘာစုတောင်းရမလဲ ။လောင်စာသိရင်မင်းကြီးရပါလိမ့်ဆိုတာတော့ရင်ကြည့်ဘူးလား။အကယ်၍ဒီဟာကိုဖြင့်ဒါလည်းဒုက္ခသစ္စာဒီဘက်ကလည်းဒုက္ခသစ္စာသိတဲ့ပုဂ္ဂိုလ်ကတော့ဖြင့်လောင်စာသိရင်မင်းကြီးရပါလိမ့်။ဒုက္ခသစ္စာသိတဲ့ပုဂ္ဂိုလ်မှဓာတိရလည်းဒုက္ခသစ္စာဒုက္ခသစ္စာဉာဏ်မနာဒုက္ခသစ္စာဒါဖြင့် အဲ့ဒီလိုဒုက္ခသစ္စာသိတဲ့ပုဂ္ဂိုလ်ကတော့လောင်စာသိရင်မိငြိမ်ရပါလို့ကြီးရှင်းမလားရှင်းပါဒီလိုမှဒုက္ခသစ္စာမသိတဲ့ပုဂ္ဂိုလ်ကတော့ဒီဘဝကောင်းတယ်ဒါနတ်နတ်သာတိပဲနတ်ပရိသေတွေပဲဆိုလို့ရှိရင်လောင်စာဖြစ်ရပါလို့ကြီးဟုတ်လားမင်းနဲ့ကြုံရပါလို့ကြီးကြုံရပါဒီတိုင်းလေးပဲမရဘူးလားဒါဖြင့်ဒကာရမရတိဖြစ်အဖြစ်ဆိုးပေါ်ဗျာ။ဟုတ်ပါဘူး။ gain လှူတတ်တန်းတတ်ပေးတတ်ကန်းတတ်ဗလားလို့မဲလိုက်တယ်။ ဘယ်လိုဆုတောင်းကြမလဲတောင်းစားသိဆိုတာပြိပိရိသိရပါလေနင်းရရပါလေဆိုတာဘုရားမရဏသိရပါလို့ဤသဘောကြဘာသစ္စာတွေလို့အသိခိုင်းတာအဲလူကျင်တဲ့ပုဂ္ဂိုလ်ကတော့မီးလောင်ဒုက္ခကိုလူကျင်ရှင်းမလားလူကျင်တဲ့ပုဂ္ဂိုလ်ကတော့ဘာလို့အဲမိလောင်ခံရတဲ့ထင်းပြရပါလို့ဟုတ်လား လောင်ခြင်းကြီးမကလောင်ဝဲနဲ့သေရပါလို့ဤဒီလေးပဲပဲမရဘူးလားအတော်မဆိုးဘူးလားဒါဖြင့်ဒကာဓမ္မတို့လောင်စားသေးမင်းကြီးရပါလေဆိုတဲ့သူတော်ဟာတောင်းတယ်မတောင်းတယ်တောင်းတယ်ရှင်းမလားရှင်းပါဘူးကောင်းပြီဒါဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ကျတော့တောင်းမနေပါနဲ့ဒီဟာကမြန်ဒီဟာကမျက်လုံးရုပ်ဒီကအစင်းရုပ်ဒါကမြင်စိတ်သဘောကျ အဲ့တော့မျက်လုံးရုပ်ကိုလည်းဖြစ်ပြည့်ရှုခြင်းလဲရှုလိုက်တာဒီအမဲ့နဲ့ရှုလိုက်တာမရှုနိုင်ဘူးလားဘုဒ္ဓံတံဖြစ်ပြီးသားကိုဗျဒါပိဿုပ္ပံခန္ဓာမဟုတ်လားဒီရောက်ကြည့်လေတရားဓမ္မတို့ဒါပိဿုပ္ပံခန္ဓာပဲတဲ့ပေါင်းလိုက်လို့ရှိရင်ရှင်းမရှိဘူးလားတင်းနေ3 4 5 6 8ဒီတိုင်းမရှိဘူးလားအဲ့ဒီကဲဆိုရှိနေတော့ကိုရှေးဘင်းက၅ခုကို တရားဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်တခုခုတော့ရှုမှဖြစ်အစင်းရှုရင်ရှုမြင်စိတ်ကိုရှုခြင်းရှုမြင်ရုပ်ကိုကြိုက်တာတခုခုရှုကြိုက်တာတခုခုရှုလိုက်တော့တရားဓမ္မတွေဒါလေးတွေဟာဒီကနေ့ရှုတဲ့အချိန်ကျမဲ့ဝင်တဲ့အချိန်ကျတော့ဒီသုံးခုတခုခုရှိသေးရဲ့မရှိတော့တာပြက်နှင့်တယ်လို့မဆိုနိုင်ဘူးဒါဖြင့်ပြက်နှင့်တာကိုအနိစ္စာ ပြက်နှင့်တာကိုပြက်နှင့်မိလို့သိတာကမသိပါဘူးပြက်နှင့်တာကမသိပါဘူးပြက်နှင့်မိလို့သိတာကမသိပါဘူးဒါရင်မက်ကလာတဲ့ခါကျတော့မဲ့တိကိလေသာမာရင်တော့ခေသရီတိမက်ကောဆိုတဲ့အတိုင်းကိလေသာတတ်တယ်ဆိုတော့သူလာတဲ့ကတဏှာဥပါဒံလာပြီမသိပါဘူးသဘောကျဒီကံနေဟောမလာတော့ဘူးတဲ့ဒီဘက်ကဇာတိစရာမရဏမီးရှိသေးရဲ့မရှိပါဘူး ်မရှိတော့ဇာတိဇရာမရဏတွေချုပ်ရပါခေါ်ကြဒါဖြင့်ဒီမဲ့သည်ဒီနိဗ္ဗာန်ကိုသူချုပ်တဲ့နိဗ္ဗာန်ကိုဒီကိလေသာဖြတ်ဒီကိလေသာနဲ့ဒီကံတွေဖြတ်ချင်သဘောကြဒီကိလေသာနဲ့ဒီကံကိုမဖြတ်ဘူးလားဖြတ်လိုက်တဲ့အခါကျတော့ဖြတ်ပြီဒီမဲ့ဘယ်ပို့တော့ဒီခင်းမရှိတဲ့နေရာမင်းမကောင်းတဲ့နေရာမပို့ဘူးလား ဒါဖြင့်ဒကာရမတို့ဥပဒနာရှိတဲ့ပုဂ္ဂိုလ်ကြတော့ဆူတောင်းနေရသေးသလားတဲ့ဒီခြင်းထဲမဲ့သုံးခုလဲခြင်းကိုဖြစ်စေမဲ့သုံးခုကိုရှိသေးရဲ့မရှိပါဘူးခြင်းကိုဖြစ်ကြောင်းဖြစ်တဲ့သုံးခုမှမရှိဘဲနဲ့ခြင်းဖြစ်เสียလို့သေးရဲ့မရှိပါဘူးအဲလောင်လောင်စရာသာတိသရမရဏမိကောလောင်နိုင်သေးရဲ့မရှိပါဘူးဒါဖြင့်ဒကာရမတွေဒီမဲ့သည်ဒီကိလေသာကံတွေကိုလည်းပတ်တယ် ရှင်းမလားဒီလောင်စာသိရင်မိငိမ့်နဲ့စီလဲပို့ဒါဖြင့်မဲ့သေးတရားဓမ္မတို့ဘာများလုတ်ပါလိမ့်မလဲဆိုတာမပေါ်သေးဘူးအဲခင်းတဲ့ဓမ္မတွေကိုလည်းပတ်တယ်ဟုတ်လားခင်းတဲ့ဓမ္မသတ်လိုက်တဲ့အတွက်ဒီကဒီဘဝမိတွေကငြိမ့်သွားတဲ့ခါကျတော့နောက်ချင်းနဲ့နောက်မီးလာသေးရဲ့မလာတာဘာသစ္စာခေါ်ကြဒါဖြင့်ဉာရောဓသစ္စာကို ဘသူကတီတောင်ပါလိမ့်မလဲဆိုတဲ့မေကောင်မလိုဘူးလားအင်းဒီမက္ကသစ္စာကတီတောင်မက္ကသစ္စာကပို့လားရှင်းမလားဒီကိလေသာကံနေသတ်တာလည်းဘသူတို့ဒီဘက်ကလောင်စားသိရင်မင်းကြီးနဲ့ဒီပို့တာဟုတ်လားဒါဖြင့်မက္ကသစ္စာဒီကိလေသာကံတွေကိုလည်းသတ်လောင်စာသိမင်းကြီးနဲ့ရှိတော့ပို့ပါဘူးပို့တော့ဩဘက်ကသစ္စာဒီသူကိုယ်တိုင်းကမက်ကသစ္စာ ကိလေသာကံတွေကိုသတ်သောကြောင့်သမှုရိယာတွေလည်းချုပ်။និយောဓာကိုလည်းမျက်မှောက်ပြုတယ်ဆိုတော့သူပို့လို့ရောက်လာတာ။និយောဓာကမျက်မှောက်ပြုဘူးလား။ဒီဘက်ကတွေဖြစ်ပျက်တဲ့ဒုက္ခသစ္စာတွေကြီးပဲဆိုတော့လည်းသူကသိတာ။ဒီဘက်ကဖြစ်ပျက်ပါသစ္စာတော့ဘသူကသိတာ။ဒါဖြင့်မဲ့ဒီဒုက္ခသစ္စာကိုလည်းသိ။ရှင်းမလား။အင်းဒီဘက်ကသမှုရိယာသစ္စာတွေရော။ သိတယ်ပတ်တယ်ဒီဘက်ကဒုက္ခသစ္စာကိုတော့ပိုင်ချသိဒီဘက်ကသမုဒိယသစ္စာ၃ခုတော့အင်းဒီဘက်ကသမုဒိယသစ္စာ၃ခုသတ်ပြီးသားဖြစ်နေတာဒီဘက်ကဇာမရဏဇာတိဇရာမရဏတွေကလာသေးရဲ့မလာတော့အဲ့ဒီဘောကသူအာယုန်ပြူသွားဖြစ်မရောက်ဘူးလားအဲ့ဒီပို့တာလည်းဘယ်သူတို့ဒါရင်မဲဟာဓမ္မတို့ ်ဘယ်နဲ့ကိစ္စရွက်ဆောင်ပါလိမ့်မလဲလို့မေကွန်းထုတ်ဖို့မလိုလားဒုက္ခသစ္စာကိုပိုင်းခြားတာလဲမဲ့ပဲဒီဘက်ကသမုဒိယတတ်တာရောအင်းညောရဘက်သို့ရောက်အောင်ပို့တာရောဒါဖြင့်မဂ္ဂသစ္စာသည်သုံးကိစ္စရွက်ဆောင်မင်းရွက်ဆောင်ပေးစမ်းပါလို့မဂ္ဂသစ္စာကိုဒကာရမတွေကမပြောနဲ့ခင်များတို့မဲ့ဝန်းနေရောက်ပြီ ဘောကြရှုတဲ့မဲ့ကလေးဝန်းတဲ့ရောက်ကြပါစေရှုတဲ့မဲ့ကလေးဝန်းတဲ့ရောက်လို့ရှိရင်ဒုက္ခပိုင်းခြားတာလဲသူရောက်လို့ပိုင်းခြားတာဒီဘက်ကသမှုရိယာတွေသေးတာဒီဘက်ကနိရောဓဆိုတဲ့နိဗ္ဗာန်ရောက်တာဟုတ်ဒါဖြင့်မဲ့တိကားလို့ရှိရင်ဒကာရမတို့ဘယ်နှကိစ္စရွတ်ဆောင်တယ်ဆိုတာပေါ်ပါလားပေါ်ပါဘယ်နှကိစ္စပါလဲ သုံးကိစ္စရွဆောင်တယ်ဆိုတော့ဒကာရမတွေဩအမြင်နဲ့ပြလိုက်တာရှင်းတိုင်းဒါဖြင့်ဒကာရမတို့ယခုဘဝမှာခမည်းတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ခြေဘင်းက1 2 3 4 5 5ခုတည်းကကြိုက်ရာတစ်ခုခုရှုလို့ရှိရင်ဒါမဖြစ်ဘူးသဘောကျခြေဘင်းကဘယ်နှခုရှိ5ခုကြိုက်ရာတစ်ခုခုရှုရင်မဖြစ်ဘူး ဒါဖြင့်ဒကာရမတို့အစင်းရှုရင်လည်းရှုမြင်စိတ်ရှုရင်လည်းရှုမြင်ရုပ်ရှုရင်လည်းရှုဖတ်တာရှုရင်ဝေဒနာရှုရင်ကြားရရှုပါရှင်းမလားရှင်းပါအဲ့တော့ဆရာဘုန်းကြီးကသင်ထားဒကာရမတွေဆရာဘုန်းကြီးကသင်ထားပါတယ်ဒကာရမတို့ကိုယ်စိတ်ကိုရှုဘာသင်ထားပါလဲအားလုံးဒကာရမတွေဆရာဘုန်းကြီးဘာသင်ထားပါလဲကိုယ်စိတ်ကိုရှု ိုစိတ်ကိုရှုဒါကတိုက်တော့ဘယ်လိုသင်ထားလဲကိုစိတ်ကိုရှုကိုစိတ်ကိုရှုပါလို့သင်ပြီးဒီကလာထားလိုက်ပါလေကိုစိတ်ကိုရှုပါလို့သင်ထားလိုက်တော့ကိုယ်တဏ္ဍာဖြစ်တဲ့စိတ်ဟာဒီသက္ကုံသဗ္ဗိဇာယူပိသဗ္ဗိသက္ကုဝိညာဏဆိုတော့သက္ကုဝိညာဉ်စိတ်ဖြစ်ပါပဲသဘောကျဒါကိုယ်စိတ်ပဲလို့မဆိုနိုင်ဘူးလားသောတိသဗ္ဗိဇာသတ္တိသဗ္ဗိသောတဝိညာဏဆိုတော့ကြားစိတ်ကော ကိုယ်စိတ်ကိုယ်တဏ္ဍာဖြစ်လို့ကိုယ်စိတ်ပဲထားပါတော့ဂာနိစ္စပရိစ္ဆဂန္ဒီစပတိတိဂာနဝိညာဏဆိုတော့ကိုယ်စိတ်ပါပါဇေဝိစ္စပရိစ္ဆယသေစပတိဇေဝဝိညာဏကြတယ်တော့ကိုယ်စိတ်ပါပါဒီကကာယိစ္စပရိစ္ဆဖုဒ္ဓဝိစ္စဥပတိတိကာဝိညာဏဆိုတော့ကိုယ်စိတ်ပါပါကရမနိစ္စပရိစ္ဆဓမေစဥပတိတိမနောဝိညာဏဆိုတော့ကိုယ်စိတ်ပါပါဒါဖြင့်ကိုယ်တဏ္ဍာမှာကြံနဲ့တွေးတဲ့ အောင်မေ့တဲ့စိတ်ကြီးလာလို့ရှိရင်အဲ့ဒီစိတ်ရှိမရှိဒီကနေတွေးမှန်ပါဘူးတွေးရကြလားမှန်ပါဘူးတွေးလိုက်တဲ့အခါကျတော့ဘာတွေးရမရှိတာကငိုကမရှိတာလားရှိတာကမရှိတာရှိတာကမရှိတာတွေးနိုင်လို့ရှိရင်ဟုတ်တော်အဘဘဝထင်တာအိဆာဟုတ်တော်ရှိတာကအဘဝထင်တာမရှိရင်းနေပဲနဲ့အိဆာအိဆာရှုเสียပါပဲမှန်ပါဘူး ရှိရကမရှိတာရှိမှအနိစ္စသဘောကျပါတယ်ရှိရကဆိုတော့ဒကာဓမ္မတွေကိုထောက်ပြတော့အကြောင်းတိုက်ဆိုင်တော့မပေါ်ဘူးလေပေါ်ပြီးတော့ဒီကရှုတဲ့အချိန်ကျတော့ရှုတဲ့အချိန်ကျတော့ဒကာဓမ္မတွေကမရှိတော့ဘူးဆိုတာမသိဘူးလားအဲဒါကြောင့်မရှိတာရှိရကမရှိတာကဘာခေါ်ကြလဲ ှိတာကမရှိတာကိုဩမရှိဘူးလို့သိတာကဒါဖြင့်ဒီကအိဋ္ဌာဒီကမက္ကသဘောကျအိဋ္ဌာသည်ဒီကဓမ္မတို့အိဋ္ဌာဘာပါလိမ့်မလို့မဲတဲ့ခါကျတော့မှပင်ကိုယ်သဘောစွန့်တာအိဋ္ဌာအိဋ္ဌာဆိုတာဘာပါလိမ့်ပင်ကိုယ်သဘောစွန့်တာဘယ်နဲ့ကမြင်စေကလေးอ่ะ မြင်တဲ့သဘောလေးကိုရှိသေးရဲ့ဒါပြန်သူ့သဘောစော့မစော့ဒါပြန်သူ့သဘောစွန့်သွားတော့ဟိုအနိစ္စဟာဒုက္ခသစ္စာပဲလို့မှတ်လားသူ့သဘောစော့သွားတော့ဘာသစ္စာဖြစ်ဒါပြန်ရှေ့ဘင်းကဒုက္ခသစ္စာရှုတာကဒါကြောင့်အနိစ္စရှုရင်ဒုက္ခသစ္စာပါပါတယ်ဒုက္ခရှုလဲဒုက္ခသစ္စာပါတာပဲအနတ္တရှုကောဒုက္ခသစ္စာ ပါရာတိပဲတဲ့ခန္ဓာကိုယ်တကူလုံးကဒုက္ခသစ္စာကိုယ်တခန္ဓာရဲ့ပြန်သဘောကြခန္ဓာကိုယ်တကူလုံးကပါဆိုကြဒုက္ခသစ္စာပဲဆိုတာရှင်းမနေဘူးလားကောင်းပြီဒါဖြင့်ဖြစ်ပြမြင်အောင်ကြည့်နေတဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်ဒုက္ခသစ္စာမြင်အောင်ကြည့်တာပဲဒါကသေပါကြည့်တာပါလေဒုက္ခသစ္စာမြင်အောင်ကြည့်တော့အမြင်ခံရတာက အမြင်ခံရတာကမြင်တဲ့ညာကအမြင်ခံတဲ့မြင်ညာနဲ့ဟာတခြားအမြင်ခံရတာကမြင်တဲ့ညာကအင်းဒီဘက်မေကသစ္စာလာလဲဒီဘက်ကသဏ္ဍာန်ဥပါဒံကံနေချုပ်တာကဘာချုပ်တာပမှုရိယချုပ်တယ်ဘာကြဒီဘက်ကဇာတိဇရာမရဏမပေါ်တာကနိရောဓသစ္စာဖြစ်တယ်ရင်းပြီလား ဒီဘက်အမြင်ခံရတာကဘာသစ္စာမြင်ဉာဏ်ကဒီဉာဏ်လာလို့တဏှာဥပါဒံကံနေသေးတာကကံနေသေးသောကြောင့်ခင်းနဲ့မိသိမ့်တာကဒီလိုလောက်ကြတာသဘောပါလားအင်းဒီဥစ္စာကသူများပြောလားမျက်မြင်လားဒါခင်ဗျားတို့ရှေ့ပိုင်းမှာဘယ်နှခုရှိတယ်မဲ့ မိရှိမှာပဲတစ်ခုရှိတယ်မိနောက်မှာပဲတစ်ခုရှိတယ်သုံးခုရှိတယ်တဲ့ဒကာဓမ္မမိနောက်မှာတဏှာဥပါဒံကံရှိတယ်အဲ့ဒီနောက်မှာဘာရှိသလုံးလို့မေးတော့ဒီသုံးခုမရှိကြတဲ့ကူကဒီသုံးဒီနှစ်ခုကဘယ်တော့မှမလာတာအဲ့တော့နိဗ္ဗာန်ဆိုတာဘာပါလိမ့်မလဲခရားလို့မေးဖို့မလိုဘူးလားနိဗ္ဗာန်ဆိုတာဟောဒီဖြစ်မဖြစ်ဘူးကွာ သဘောကြနိဗ္ဗာန်ဆိုတာဘာလို့ခဲမဖြစ်လို့ဟောဒီလောင်တတ်တဲ့မိကလည်းမလောင်ရဘူးကွနိဗ္ဗာန်ဆိုတာဘာပါလဲခဲမဖြစ်ပြီအဲမိမလောင်ရဘူးရှင်းမလားနိဗ္ဗာန်ဆိုတာဘာပါလဲခဲမဖြစ်မိမလောင်ရတာဒါဖြင့်လောင်စားသိရင်မင်းငိမ့်တာကို ဘာခေါ်ကြမယ်ဒကာဓမ္မတို့နိဗ္ဗာန်ပါဘုရားဩနိဗ္ဗာန်ဆိုတာတရားလားအောင်မေ့နေတာဒီခန္ဓာရဲရင်ရှိတာပါလားဆိုတာပေါ်လာကောင်းပြီဒီခန္ဓာဆိုတော့ခင်ဗျားတို့ချက်ဒါကအနာဂတ်ဘဝဒါအနာဂတ်ခန္ဓာနော်ချုပ်ထားလိုက်ဘုရားကနိဗ္ဗာန်ဒီခန္ဓာထဲမှာရှိတယ်လို့ဒါခင်ဗျားတို့1 2 3 4 5 6 7 ဒါခင်ဗျားတို့ပြစ်စုပံဘောပေါ့လားဒါပဲဘောပါလေဒီကံကြရဲမှာရှိရမယ်လို့ခင်ဗျားဟောတယ်။ပါယုတ်ပါဠိတော်။နိဗ္ဗာန်ပဲနေရာမှာရှိပါလား။ရှိမရှိတွေးကြတယ်။ရှိမရှိသေးချာတွေးပါဦး။ရှိမရှိသေးချာတွေးတော့ဟိုဒကာရမတို့ပေါ်လာပါလိမ့်မယ်။ခொနဲ့ကဒီစိတ်ကလေးတစ်လုံးကိုရှုဝေဒနာဆိုတာဒီစိတ်နဲ့တွဲရပါပဲမထူးပါဘူး။ ဖတ်တာကလည်းဒီစိတ်နဲ့တွဲရပါပဲစိတ်ရှိရင်ဖတ်တာလည်းပါဝေဒနာရောအဲ့ဒါလည်းကြောင့်သူတည်းလေမဟောတော့ပါဘူးစိတ်ကလေးတစ်လုံးရှိနိုင်ရင်ပိုင်ပါတယ်ဘယ်စိတ်ရှိရှိဒကာရမတွေစိတ်မပေါ်တဲ့ဒကာရမလည်းရှိသေးတယ်မရှိပါဘူးတို့တော့မရှိမိတဲ့ဒကာမတော့ရှိလိမ့်မယ်ရှိပါဘူးမရှိမိတဲ့ဒကာရမတော့ရှိလိမ့်မယ်ရှိပါဘူးစိတ်မပေါ်တဲ့ဒကာရမတော့မရှိပါဘူးမရှိမိတဲ့ဒကာရမတော့ရှိပါဘူးဩော်ဒါဖြင့် ဒဂရမတို့စိတ်တော့ပေါ်ရဲ့မရှိမိသောကြောင့်သံဃာရှိတယ်စိတ်တော့မရှိမိသောကြောင့်ရှင်းမလားသံဃာရှိတာပေါ်တဲ့ဒီကစိတ်တော့ပေါ်ရဲ့ဒီကမရှိမိဘူးမရှိမိတော့ဒီဘက်ကမရှိမိတော့မဲ့ဝင်သေးရလားမဝင်တော့မဝင်တော့ဒဂရမတွေတဏှာဥပါဒံကသာတိဇရမရဏ မလာဘူးလားဇာတိဇရာမရဏလာတော့သောကပရိဒီဝရောသောကပရိဒီဝဒုက္ခသောမနသာလာတော့အာသဝမဝင်ဘူးလားအာသဝဝင်ရင်အာသဝပြစ်เสียဝိဇာသမှုရောဆိုဒီပြန်လှည့်မယ်မလှည့်ဘူးလားအဲမရှုမိတဲ့ပုဂ္ဂိုလ်မှာဘာတော့တန်လျာတန်လျာအဝိပိပြည့်ရပေါ်ကြဒါဖြင့်ရှုမိတဲ့ပုဂ္ဂိုလ်ဘယ်လိုဆိုကြ သံတရာပြတ်တယ်ဆိုတဲ့ဥစ္စာဒကာဓမ္မတွေရှင်းပြပါဦးမယ်တဲ့ကဲကိုယ်စိတ်ကလေးဗာစိတ်ပေါ်ပေါ်ဒကာတိုက်တို့ဥလာဘုရောရှုလိုက်တာပေါ့မှန်ပါပါရှုတဲ့စိတ်ကလေးပေါ်လာလဲရှုတဲ့စိတ်ရှိမရှိရှိပါပါရှိုက်တဲ့စိတ်ကလေးပေါ်လာရှိုက်တဲ့စိတ်ရှိမရှိရှုလိုက်မှန်ပါနောက်ပြန်တွေးတဲ့အချိန်ကျရှိသေးရဲ့မရှိပါဘူးအင်းကြံတဲ့စိတ်ကလေးပေါ်လာပြန်ရောမှန်ပါပါပြန်တွေးလိုက်ပါရှိမရှိရှိပါ တွေးတဲ့အချိန်မှာရှိသေးရဲ့မရှိပါဘူး။အဲမရှိတာပါခေါ်မယ်။အနိစ္စမရှိမှန်းသိတာ။မရှိပါဘူး။ကောင်းပြီမက်ကလာတော့ဒီကတဏှာဥပါဒံကံနေပဲနဲ့။မရှိပါဘူး။ဒါဖြင့်ဒကာရမလေး။ဒါပြစ္ဆုတ်ပံဘဝရှိခုမရှိဘူးလားမရှိပါဘူးပြစ္ဆုတ်ပံဘဝရှိခုရှိနေတော့အခုမဲ့နဲ့ရှုလိုက်တဲ့ပုဂ္ဂိုလ်ကဘယ်နှခုသေးတော့မရှိပါဘူးဒါပြစ္ဆုတ်ပံဘဝမှာသေးတာနော်ဘယ်ဘဝမှာသေးတာလဲမရှိပါဘူး ကောင်းပြစ္ဆုတ်ဘံဘဝမှာသေးတော့ဟိုးတဲ့သေးတာကတဏှာသေးတယ်ဥပါဒံသေးတယ်ကံသေးတယ်သဘောကျတကယ်တဏှာရောဥပါဒံရောကံရောဖြစ်ခွင့်ရသေးတယ်မရတော့ဒကာဓမ္မတွေကမှတ်လိုက်ပါတော့တဲ့ဒီတဏှာချုပ်သွားလိုက်ရှင်လည်းနိဗ္ဗာန်ဒီဥပါဒံချုပ်ရင်နိဗ္ဗာန်ဒီကံချုပ်ရင်နိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ဒီပြစ္ဆုတ်ပံဘဝထဲမှာရှိနိဗ္ဗာန်ဘယ်မှာရှိပါလဲနိဗ္ဗာန် ။ဒါဖြင့်ခင်ဗျားတို့ဝိဘဝတူတူနဲ့လူပင်သဘေခြင်းရင်ခံစားပြီးဒီကရမှာနောက်ဆုံးမိတ်နိဗ္ဗာန်ရပါလို့ဆိုတော့ဘယ်တော့မှရမှာမဟုတ်ဘူး။ရှိတဲ့ချိန်မှာရှားမှမယူပဲ။မရှိတဲ့ချိန်မှာသွားရှား။တပည့်ကြဘယ်လိုဆိုကြ။ရှိတဲ့ချိန်မှာရှိတဲ့ချိန်မှာရှိတဲ့စီမမရှာမရှိတဲ့စီမရှာတဲ့အတွက်ဒီပုဂ္ဂိုလ်တွေအတွက်ဘယ်တော့နိဗ္ဗာန်ရလဲရှာရမှာက ဒီတလွန်များလောက်တော့ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ပြောရှစ်ခုကိုလန်ကြည့်ရင်ကိုယ်လန်နဲ့ကိုယ်လန်ရင်တလွန်မရှိသဘောကျလားရှစ်ခုကိုကိုယ်လန်နဲ့လန်ရင်ခင်ဗျားတို့ခန္ဓာကိုယ်မတ္တထအတိုင်းမှာကိုယ်လန်နဲ့ကိုယ်တလွန်မရှိအဲ့ဒီထဲမှာနိဗ္ဗာန်ရှိနေတာခင်ဗျားတို့ကအဲဤသွင်းဤကောဤကဲ့သို့သူရတဲ့တွေ့ဘုရားများစွာသံဃာမှာ ရင်လီပြီးအဆုံးစုံသောဘဝ၌နိဗ္ဗာန်ရပါလို၏ဆိုတော့ဒီဘဝကလည်းဘယ်တော့မှဆုံးမှာမဟုတ်ဘူး။ကာမဘဝဖြစ်เสียဇာတိဒီလာနေမှာပဲ။ဆုံးပါမလား။ဆုံးပါဘူး။အဲ့တော့မဆုံးနိုင်တာကြီးကိုဆုံးရပါလို၏။ရှင်းမလား။မဆုံးနိုင်ပါကြီးဘယ်နဲ့ဆုံးကြ။မဆုံးနိုင်မှာဆုံးရပါလေဆိုတော့ကိုကဆုံးတဲ့အလုပ်လုပ်တာလားမဆုံးတဲ့အလုပ်လုပ်တာလားဒါဖြင့်မရပါဘူးသဘောပါကြ ဘယ်လိုဆိုကြပါမလဲဒါဖြင့်သူဟာအာပေါအောင်တောင်းများတော့လေလူပမိုင်းုံမိုင်းရှိမှမရပါဘူးသူရှာတဲ့နိဗ္ဗာန်ကရှိတဲ့စီမှာရှာတာလားမရှိတဲ့စီမှာရှာဘုရားကနိဗ္ဗာန်ဘယ်နေရာရှိတယ်သုဘသုဘတလံမြလောက်တော့ခံရရှိမရှိ ပေါ်ပါလားပေါ်ပါပါခိုင်းတာဖြင့်ဒီဘက်ကရှေ့ဘက်ကရေဒီစိတ်ကလေးတစ်ခုဖြစ်ဖြစ်ရှုရှုဝေဒနာလေးတစ်ခုရှုရှုဖတ်တာရှုရှုသက်ခာယရဏတွေဆိုတဲ့အာရဏတွေပဲရှုရှုယူပါယုံပဲရှုရှုသစ္စာနဲ့ရှုရင်ကုန်ရတာပဲယူပါလောကေပိယိပံတတိပံဣသေသာရဏပဟိယမာနပဟိတိလာတာပဲသတိပြန်ပါလိတော့ကသက္ကုလောကေပိယိပံသက္ကုညာလောကေပိယိပံသက္ကုတမ္မာသောလောကေပိယိပံတတိပံအခုလာတာပဲ သကုတံဖတ်တဇာဝေဒနာလောကေပိယိပန္တတယိပန္တရာပဲဒါရှုနိုင်တာကြီးပဲလို့မှတ်လိုက်ချင်ပါဘူးရှင်း၅ခုကဘာလဲရှင်း၅ခုဆိုလို့ရှုမှနိဗ္ဗာန်ရောက်မှာလားတခုရှုတာနဲ့ပြီးမှာတခုရှုတာနဲ့ပြီးမှာရှင်းညဒါဖြင့်၅ခုစလုံးကိုမရှုပါနဲ့တခုသာရှုပါလို့ဘုန်းကြီးကတိုက်တွန်းလိုက်သဘောကျ တခုသည်စိတ်တခုရွှေ့ရင်ကုန်ပါလေဝေဒနာတခုရွှေ့ရင်လဲကုန်ပါဘူးဖတ်တာတခုရွှေ့ရင်ကုန်ပါဘူးကောင်းပြီဒါဖြင့်ဒကာရမတို့ဤတိုင်းသာရှုကြမယ်ဆိုလို့ချင်းဖြင့်အရှုခံရတာကအနေစာရှုညာကသေတာကဒါသမှုရိယကြီးပဲသမှုရိယသစ္စာနောက်ဆုံးတွေ့ရင်သမှုရိယကြီးမနေဘူးလားဒါဖြင့်သမှုရိယဆိုတော့ သနာသမှုတွေကဥပါရံသမှုတွေကကံသမှုတွေကဒါသမှုတွေက၃မျိုးရှင်းမလားခင်ဗျားတို့လောဘလေးတစ်လုံးနဲ့မယူလိုက်ပါနဲ့သနာသမှုတွေက၃မျိုးဥပါရံကံသမှုတွေကဘယ်လိုမျိုးရှိပါအဲ့ဒီသမှုတွေက၃မျိုးစလုံးဒီမဲ့လာတော့မချုပ်ဘူးလားချုပ်ပါဘူးချုပ်တော့ဘုသနာနိရောဓနိဗ္ဗာန်မှန်ပါဘူးဒီသားတယ်သူတို့လည်းချုပ်ပါရဲ့ဒီနိယာနိဗ္ဗာန်ပေါ်လာဒါဖြင့် ဒီနေ့ဒီတိုင်းလိုက်တော့တလာမရှိဒီဉာဏ်နိဗ္ဗာန်ပေါ်လာဘယ်မှာပေါ်ပါလိမ့်တလာတလာမြောက်လောက်မှာပေါ်တာပဲတလာနေတယ်လားပေါ်တာဒကာတိုက်ဘယ်လားပေါ်တာဒါဖြင့်တလာနေမှာကိုကိုတလာနေကိုခန္ဓာထဲမှာနိဗ္ဗာန်ရှိနေပါရဲ့သားနဲ့ခမရတို့အရှာလွဲလို့မရောက်ကြရှင်းမလားဘယ်လိုကြောင့်မရောက်ကြပါလိမ့်ဩော်ဒါဖြင့် ခမရတို့ရှားနေတာဤသည်ရှိတဲ့စီမရှားဘယ်လိုဆိုရမရှိတဲ့စီမရှိတဲ့စီရှားလို့တော့ပြမရဘူးရှိတဲ့စီရှားရင်တော့ကဲရှားရကြရှားရပါဒါဖြင့်သံဃာရမတို့ရှားရတဲ့ပုဂ္ဂိုလ်ကြတော့ဘို့တဲ့ ခင်ခဲ့သမား၃ယောက်ကမသေးသေးဘူးခင်ကောဖြစ်သေးရဲ့မိကောလောင်သေးရဲ့အဲ့ဒါကြောင့်တရားဓမ္မတွေရှင်ငါပရိစ္ဆေသမုပ္ပါမရှင်ငါပါနောက်၃ပါပေါင်းရင်၈ပါရှင်ငါပါတစ်ခုခုရှုရင်နောက်၃ပါသေးတပည့်ကြရှင်ငါပါတစ်ခုခုရှုရင်နောက်၃ပါသေးတယ်ဆိုတော့ရှင်ငါပါကဒုက္ခသစ္စာအလယ်ရှုတာကမဂ္ဂသစ္စာနောက်၃ပါသေးတာကသမုဒယချုပ် သဘောကြသမှုရိယချုပ်ချင်းကြောင့်ကိုယ်ပိုင်ရမှာကနိရောဓသစ္စာဖြစ်မယ်တဲ့ဒီနေရာမှာနိရောဓဒါကြောင့်တဏ္ဏနိရောဓနိဗ္ဗာန်ဥပါဒဏ္ဏနိရောဓနိဗ္ဗာန်ကံနိရောဓနိဗ္ဗာန်အဲငါကံကုန်လို့ဖရာဖြစ်သူရောက်လာတယ်ကွာမဆိုဘူးလားပေါ်ပါလားဒါဖြင့်နိဗ္ဗာန်ရှာရင်ခန္ဓာမှာတွေ့ပါလိမ့်မယ်နိဗ္ဗာန်ရှာရင်ခန္ဓာမှာတွေ့ ခန္ဓာကဘလောက်များလန်ကြည့်စမ်းမှဘယ်လန်ရှိလဲ။ဇလန်များလောက်သောခန္ဓာထဲမှာနိဗ္ဗာန်ရှိမရှိဘူးလား။ပရိစ္ဆေသမုပ္ပါလို့တော့ဘယ်တစ်ခုတည်းရှာ။ရှစ်ခုတည်းရှာမယ်။သဘောကျ။ရှစ်ခုတည်းရှာလိုက်လို့ရှိရင်ဒကာရမတို့ခန္ဓာကိုယ်ကိုယ်လုံးကပြစ္ဆုတ်ဘဝဘဝရှစ်ခုပဲရှိပါလေ။အဲ့ဒီထဲမှာသာခြေပိုင်းကဖြစ်ပျက်ရှူ။ဟုတ်လား။ ခြေပိုင်းဖြစ်ပြကိုမဲ့ဝင်ပြီးဒီကလာရှုလိုက်တော့နောက်ပိုင်းကဒနာဥပါဒံကံပဲနေတော့မသေးဘူးလားသေဒီနဲ့တိုင်းနဲ့သေးဒီနေရာဘာပေါ်လဲသေတာသမှုရိယပေါ်ရာနီရောတာသေတာပေါ်ရာကရှင်းမလားသေတာကပေါ်ရာကအရှုခံရတာကရှုညာကအရှုခံရတာက ်ရှုညာကသိတာကပေါ်တာကနားလည်သွားတာလည်းသိဘူးလားသဘောပါလားဒါဖြင့်နိဗ္ဗာန်ဝေဝေးရှားမှလားခင်ဗျားတို့ဒီထဲရှားမှလားဒါတတိတော်ဖြင့်မတွေ့သေးပါဘူးဖရာဆိုလို့ရှိရင်မျက်စိလည်းတော့တက်တက်ပဲပေါ်လားကာယနဲ့ဒီရင်တော်ကြတယ်